မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တာရော့ကိုစီဖြစ်ပါတယ်ကျွန်တော်ကနေ့ဖတ်ကြားပေးမှာကတော့နာမည်6လပိုင်းတလားလုံးအတွက်တနင်္ဂနွေသားသမီးများရဲ့တလားတာမှာကြုံရမယ့်ကံကြမ္မာအဆူအကောင်းအလှည့်ပြောင်းလေးတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအနေဖြင့်လာမည်6လပိုင်းမှာကပါရီချုံရမနေဆိုတော့ မိမိကိုမိမိအပေါ်မှာဟန်ဆောင်နေတဲ့လူတွေမိမိအပေါ်ကောင်းကျင်အောင်ဆောင်နေတဲ့လူတွေကိုလည်းဒီလာထဲမှာမိမိကအမှန်တရားအတိုင်းပဲဘသူကတော့ကိုယ့်အပေါ်တကယ်ကောင်းတယ်ဘသူကတော့ကိုယ့်အပေါ်ဟန်ဆောင်နေတာလုံးဆိုတာကို သိရှိရမယ်နားတလာလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီလာမှာတနင်္ဂနွေတာသူများအနေဖြင့်နည်းနည်းလေးစိတ်ကလေးတွေလေးနေတာလေးတွေတွေ့ရတယ်ပေါ့နော် နည်းနည်းလေးအပြင်းထူတာကလေးတွေတွေ့နေရပါတယ်တင်းငွေနေသားသမီးများအနေဖြင့်ဒီလားတလားလုံးမှာကံကြမ္မာမှာဆိုရင်ဖြင့်မိမိအနေနဲ့မိမိရဲ့အလုံးမှာပဲဖြစ်ဖြစ်မိမိရဲ့ပညာရေးမှာပဲဖြစ်ဖြစ်ဘသူမှထင်မှတ်မထားလောက်အံ့ဩဖွယ်ကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ပြနိုင်မယ်အနေထားတစ်ခုမှာရှိပါတယ်နောက်တစ်ခုကဒီလာတဲ့မှာတင်းငွေနေသားသမီးတွေမှာအလုံးလျှောက်ထားတဲ့လူတွေဒါမှမဟုတ်အိမ်ပြောင်းမှုနေရာပြောင်းမှု တွေးထားတဲ့လူတွေဒီလထဲမှာအကောင့်ထဲပေါ်အောင်မြင်ပါလိမ့်မယ်အလုတ်လျှောက်ထားသူများအလုတ်ရပါလိမ့်မယ်ဘောနော်နေရာထိုင်ခင်းပြောင်းလဲလေးဒီအလုတ်ပြောင်းလဲလေးဒီဂျုံရတတ်တဲ့လာလေးတလာဖြစ်ပါနောက်တစ်ခုကဒီလထဲမှာအထူးသတိပေးခြင်းကသနုငနေသားသမီးများအနေဖြင့်မိမိတို့ရဲ့စိတ်ကလေးကိုပေါ့နော်ကောင်းတဲ့ဘက်ကလေးမှာအမြဲတမ်းရှိအောင်စိတ်ကလေးကိုထားပေးဖို့လိုပါတယ်မိမိတို့ရဲ့စိတ်ကမကောင်းတာတွေ့မကောင်းတာတန့်ဖြစ်ပြီးတော့ ခေါင်းနာတွေခေါင်းနာဖြစ်မဲ့အနေထားစိတ်အတက်ကြလေးတွေညံတဲ့အနေထားမျိုးလေးတွေမှာကျွမ်းပါတယ်ဒီလတစ်လလုံးမှာတနင်္ဂနွေနေ့သားများအနေနဲ့ကျမ်းမာရေးအနေနဲ့ကတော့လီတို့လီအောင်ဘိုက်အစာအိမ်ပြီးကြောက်ကစတာလေးနဲ့ပတ်သက်ပြီးတော့စီုံစီကန်းလေးတွေရောက်လာတာမျိုးလေးဂျုံတတ်ပါအဲ့ဒါလေးတွေသတိထားပေးပါဒီလတလာလုံးမှာတနင်္ဂနွေသားသမီးများနေပြီကန်ကောင်းသေးတဲ့ကဏန်းလေးတွေဆိုရင်တော့တေကဏန်းလေးကဏန်းရှေကဏန်းစားတဲ့ကဏန်းလေးတွေကကန်ကောင်းပြီးတော့ 73ပြီးရင်30ထူကနန်းလေးတွေကတော့ကန်ဆိုးတဲ့အနေသားလေးမှရှိပါတယ်။ဒါကြောင့်တနင်္ဂနွေနေ့သားသမီးများအနေဖြင့်6လပိုင်းတစ်လလုံးမှာမိမိတို့လုပ်ငန်းဆောင်တာလေးကိုကျွန်တော်ပြောတဲ့ဟောကြားချက်ကလေးတွေနဲ့ညာလေးနဲ့ရှင်ပြီးဆောင်ရွက်ရင်းစီးပွားလက်လာပါတယ်တိုးတက်ပါစေလို့ဆုတောင်းမြတ်တာပို့အပ်ပါတယ်ယေရှုတမန်ခင်ဗျာ။